쳐 ု2025ငါးလပိုင်းမှာအကြမ်းဖက်နှိပ်စက်မှုလူကုန်ကူးမှုတပ်ငံပဒိမှုစတဲ့အမှုတွေနဲ့တရားရင်ဆိုင်နေရပြီးတော့ဂျေးထဲမှာတော့မှလုံခြံခံရမှာဆိုလို့အစားတော်မဝင်နိုင်တဲ့အထိဖြစ်နေတဲ့အသက်ကြီးကြီးမီလီယံနာ PDD ရဲ့အကြီးအကျယ်မှုခင်းတဲ့င်းမှာဂျက်စတင်ဘီဘာကဘာလို့ပါနေတာလဲဂျက်စတင်ဘီဘာကရော PDD သူ့ကိုဘာလို့လုပ်ခဲ့လို့ဒီလောက်စိတ်ထိခိုက်နေရတာလဲဒီဗီဒီယိုမှာဂျက်စတင်ဘီဘာနဲ့ ရှုံခုံးခေါ် PDD တို့ရဲ့နောက်ွယ်ကအဖြစ်အပျက်အစဆုံးကိုရှင်းပြပြမယ်။ Hip Hop လောကမှာ PDD ကိုမသိတဲ့လူဆိုတော့မရှိတော့ပါပဲ။ PDD က1998ခုနှစ်ကထုတ်တဲ့ Homey Down နဲ့ IV Missing You တရှင်းနှစ်ပုဒ်က Billboard 100အတွင်းဝင်တဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။သူ့သရှင်ငွေတွေကလည်း American မှာတင်ပဲ7 million ကျော်ရောင်းအားရခဲ့တဲ့အတွက်ပတ်စံလဲအတော်ချမ်းသာပြီး ကိုပိုင် Record Label Music Company တစ်ခုပိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ထပ် PDD ကအမေရိကန်မှာအကြီးစားပါတီပွဲတွေကိုစီစဉ်နေသူတယောက်လည်းဖြစ်ပါတယ်။သူတည်ထင်ထားတဲ့ White Party တွေမှာဆိုရင်နာမည်ကြီးဆိုတော်တွေမင်းသားမင်းသမီးတွေပါဝင်နိုင်ငံအကြီးအကဲတွေပါတက်ရောက်ကြပါတယ်။အဲ့လိုပါတီပွဲတွေကိုတုံးချပြီးတော့နောက်ွယ်မှာမူရစ်စေဝါရောင်းဝယ်ခြင်းနဲ့ပြည်ထောင်စာလုပ်ငန်းတွေမှာအရွယ်မရောက်သေးတဲ့ကလေးတွေကိုတုံးတာတွေအထိပါလုပ်ကင်နေရပါ။ PDD ရဲ့နောက်ွယ်ပါတီကအဖြစ်ပြက်အားလုံးတတ်တည်ပေါ်ပေါက်လာတဲ့နေ့ကတော့2023ဒီဇင်ဘာလမှာ PDD ရဲ့ရည်စားအောင်ဖြစ်သည့် က်စီဗန်ဒရာဆိုတဲ့မော်ဒယ်ကသူမကိုကိုထီးလက်ရောက်စော်ကောင်းမှုနဲ့ဒိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ PDD ကိုတရားစွဲဆိုခဲ့လို့ပဲဖြစ်ပါတယ်။ကက်စီဗန်ဒရာတရားစွဲတဲ့အမှုကိုစစ်ဆေးနေချိန်မှာနောက်ထပ်တန်ငယ်မရိအမှုတွေပြည်ထောင်စာလုပ်ငန်းလုပ်ကိုင်မှုအစရှိတဲ့အမှုတွေပါတက်လာပြီးတော့ PDD ကိုတရားစွဲတဲ့အမှုစုစုပေါင်း120အထိရှိလာခဲ့ပါတယ်။2024စက်တင်ဘာမှာ PDD ကိုနယူးယောက်မြို့ဟိုတယ်မှာတရားမဝင်ပြည်ထောင်စာလုပ်ငန်းလုပ်ကိုင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။ PDD အိမ်ကိုအစိုးရတပ်ဖွဲ့ကဝင်ရောက်ရှာဖွေတဲ့အချိန်မှာ sax လုံးရင်တုံးတဲ့ပစ္စည်းအမြောက်များကိုတွေ့ရှိခဲ့ပြီးတော့ baby wine boo တထောင်ကိုတွေ့ရှိခဲ့ပါတယ်။အစိုးဆုံးကတော့အသက်မပြည့်သေးတဲ့ကလေးတွေရဲ့ sax site တွေပါရှာဖွေတွေ့ရှိခဲ့တာပါပဲ။ဒီ sax site video တွေထဲမှာ Justin Bieber လည်းပါဝင်တယ်လို့သိရပါတယ်။ဒီအကြောင်းကိုခဏနေဆက်ရှင်းပြပါမယ်။ PDD ကိုတရားစွဲရသူတွေထဲမှာ25ယောက်ကကလေးတွေပါ။အသက်မပြည့်သေးတဲ့မိန်းကလေးတွေတွေမကပဲနဲ့ယောက်ျားလေးတွေပါပါဝင်ပါတယ်။ လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတရားစွဲဆိုတဲ့အငယ်ဆုံးကတော့အသက်9နှစ်ပဲရှိသေးတဲ့ယောက်ျားလေးဖြစ်ပါတယ်ဒီလူကအတော်လေးယွန်ဆက်ကောင်းတဲ့သူတစ်ယောက်ပါတက်ငယ်မရင်းကောင်ဂေးကောင်ဆိုပြီးတော့တရင်တွေထွက်လာတာနဲ့အမျှ PDD နဲ့အသက်24နှစ်တောင်กว่าတဲ့ဂျက်စင်ဘီဘာတို့ရဲ့ဆက်ဆံရေးတွေကရောဘာတွေလဲဆိုပြီးလူမှုကွန်ရက်စာမျက်နှာတွေမှာမိကုန်းတွေထုတ်လာကြပါတယ်။ YouTube မှာတရှင်းဆိုတာကနေလူတိများလာတဲ့အလယ်ရန်ကျောင်းသားအရွယ်ပဲရှိသေးတဲ့ Justin Bieber ဟာ Baby တရှင်းနဲ့ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ငယ်ရွယ်ပြီးအမဲပြုံးနေတဲ့သူဖြစ်တဲ့အတွက်ဂျက်စင်ဘီဘာကိုလူတိုင်းကချစ်ကြပြီးတော့သူနဲ့တချင်းအတူထုတ်ရှင်တဲ့သူတွေဆိုတာလဲအတော်များပါတယ်။အဲ့ဒီထဲမှာ PDD လည်းပါပါတယ်။ဂျက်စင်နာမည်ကျော်ကြားလာတာနဲ့အမျှ PDD ကအမှုပညာအလုပ်ကိုအကြောင်းပြကဂျက်စင်နဲ့ခင်မင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီကနေပြီးတော့ PDD အိမ်ကိုဂျက်စင်ရောက်ဖူးခဲ့တာပဲဖြစ်ပါတယ်။ PDD အိမ်မှာအသက်15နှစ်ပဲရှိသေးတဲ့ဂျက်စင်တယောက်နှစ်ညအိပ်ပြီးဘာတွေဖြစ်ခဲ့လဲ။ I don't really, I don't have legal guardianship of him, but for the next 48 hours, he's with me. So, um, and yeah, we're going to go full, buck full crazy. They're having the times of their lives, like, 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 you know, where we hanging out and what we doing. Um, we, we can't really disclose ျွန်တော်သိကျင်တာကဒီဗီဒီယိုထဲမှာ PDD ကသူနဲ့အသက်24နှစ်တောင်ကွာတဲ့အသက်မပြည့်သေးတဲ့ Justin နဲ့ဘာတွေလုပ်မလဲဆိုတာအတိအကျမပြောနိုင်ဘူးလို့ဘာလို့ထည့်ပြောခဲ့တာလဲနောက်ပြီးတော့အဲ့ဒီအချိန်မှာ Justin ရဲ့မိဘအုပ်ထိန်းသူတွေကရောဘယ်ရောက်နေခဲ့လဲဆိုတာပါပဲဘာလို့လဲဆိုတော့ဘယ်မိဘမဆိုကိုယ့်ရဲ့အသက်မပြည့်သေးတဲ့စကြဝဠာအရွယ်ကလေးကို အသက်40အရွယ်ဒဇိန်တယောက်အိမ်မှာ48နှစ်တိတိမထားခဲ့ပါဘူးအထူးသဖြင့်အဲ့လူက PDD လို့ အာနာကြီးပြီးတော့ပတ်စံရှိတဲ့ sex party တွေအောက်စုလိုက်လေဆက်ဆန်တဲ့ orgy party စီစဉ်တဲ့သူဆိုပြီးနာမည်ကြီးတဲ့သူဆိုရင်ပိုလို့တောင်ဆိုရင်ဘူးကောင်းပါသေးတယ်။ထူးဆန်းတာက Justin Bieber အဲ့အိမ်မှာအိပ်ပြီးရဲ့နောက်ပိုင်း PTT ကိုအဆက်အသွယ်ဖျက်ခဲ့ပါတယ်။ဒါကြောင့်လဲအဲ့ဒီအိမ်မှာတခုခုဖြစ်ခဲ့မှာပဲလို့လူတိုင်းကစွဆွဲနေကြတာပါ။ PDD ကလည်းသူ့ကိုအဆက်အသွယ်မလုပ်ဘဲနေနေတဲ့ Justin ကိုမကြည်နဲ့တဲ့အကြောင်းကိုအင်တာဗျူးမှာတည်ပြောခဲ့ပါသေးတယ်။ ဂျက်စတင်ကဖုန်းနံပါတ်မရှိလို့ဆက်သွယ်လို့မရဖြစ်နေတာဆိုပြီးပြန်ဖြေခဲ့ပါတယ်။ Hey right, young brother everything's good? Everything Selling out, good. out arenas and everything? Mm -hmm. Starting to act different, huh? No, you, you, ain't, like, you ain't, been calling me and hanging out the way we used to hang out. Well, I mean, you haven't. I mean, you try to get in contact with me, you know, through all my, you know, business, you know, partners and whatnot. Mm -hmm. But you, you, never really got my number, so. Right. Okay. What number. Yeah, yeah, I'm, yeah, I'm yeah. yeah. my number. yeah, 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 you know, yeah, you know, yeah. It's five five five. Yes. Okay. 5555. Okay. သူတို့ပြန်တွေ့ကြတဲ့အချိန်မှာ Justin ရဲ့ဆက်ဆံပုံကအရင်လိုရင်းနှီးနှီးမဟုတ်တော့ဘဲနဲ့ထိထိကြကြပြောင်းလဲခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့အစောပိုင်းဗီဒီယိုတွေကို ပြန်ကြည့်တဲ့အခါမှာတော့ Didi က Justin ကိုလမ်းပြပေးခဲ့တာလားဒါမှမဟုတ်အခွင့်အရေးယူခဲ့တာလားဆိုတာဘယ်သူမှသိချာမပြောနိုင်ပါဘူး။အစိုးရတွေအများစုကသူတို့အကြောင်းကိုတရှင်းနေတယ်ထည့်ရေးလေးရှိပါတယ်။ Justin Bieber ရဲ့ I'm so lonely ရဲ့တခြင်းရသူ့အကြောင်းရေးထားတာပါလို့သူကိုယ်တိုင်ပြောဦးပါတယ်။ Everybody knows my personal like my house was always made of glass. ညာရနေကမှန်တွေဖြစ်တဲ့အတွက်သူ့ရဲ့လှုပ်ဝှက်ချက်တွေအကုန်လုံးလူတိုင်းသိသွားကြပြီလို့ပြောတာပါ။ and maybe that surprise you pay for the money and fame at an early age အသက်ငယ်ရွယ်ချိန်မှာအောင်မြင်မှုတွေအတွက်ပေးဆက်ခဲ့ရတဲ့တန်ဖိုးပေါ့လေ and everybody saw me sick and it felt like no one gave a shit အားလုံးကငါအဆင်မပြေဖြစ်ရာကိုသိကြပါမယ်ဘသူမှဂယုမဆိုင်ကြပဲနဲ့အလို့စာသားတွေနဲ့ဒီသရှင်ကိုပြန်နားထောင်ကြည့်သူအကူညီတောင်းနေတာသိတာပါတယ်နောက်တစ်ပုတ်ကတော့ Justin Bieber ရဲ့ Yummy သရှင်ပါသချင်းစာသားတွေကိုဒီတိုင်းနားထောင်ရင်ပုံမှန်ပဲထင်ရပါမယ်။ music video နဲ့တွဲကြည့်ရင်တော့တမျိုးကြီးခံစားရပါတယ်။ ဒီ music video မထွက်ခင်ကထူးဆန်းတာက Justin Bieber က Instagram မှာ clip ပုံလေးကို hashtag ရမ်းပြီးဆိုတဲ့အစားသားနဲ့ post တွေအများကြီးတင်တာလူတိုင်းသတိထားမိကြပါတယ် The whole rollout of Justin Bieber's Yummy, he would post on Instagram baby pictures. It would be like a baby, hashtag yummy. Another picture, hashtag yummy. There was like three or four on his Instagram. It's still up. Justin Gorang got the sex life at Jango Yidara Lu. Yora Pidetra. คลีปอนတွေကိုရမ်းမီဆိုတာနဲ့ hashtag ဘာလို့တွဲတင်လဲဆိုတာကိုနားမလည်ခဲ့ကြပါဘူး။တချင်းအစမှာ Justin ကပွဲတစ်ခုတက်ဖို့သွားတယ်။သူရောက်တဲ့အချိန်မှာလူကြီးတွေကထိုင်စားတောင်းနေကြပြီးတော့ကလေးတွေကစင်ပေါ် မှာဖြောပြနေကြပါတယ်။လူကြီးတွေကိုကလေးတွေကဖျော်ဖြေနေရတယ်ဆိုတာအရွယ်မရောက်သေးတဲ့ကလေးတွေလိမ်ပိုင်းဆိုင်ရာစော်ကားမှုခံနေရတယ်ဆိုတာကိုပြတာပါ။ Justin ကိုလာချပေးတဲ့ပထမဆုံးဟင်းပွဲကပေါမုတ်အထက်လိုက်နဲ့အထဲမှာ Cherry သီးပါတဲ့ဟင်းပွဲဖြစ်ပါတယ်။ cherry tea ရဲ့အဓိပ္ပာယ်က virginity ကိုကိုစားပြုပါတယ်။တနည်းအားဖြင့်ပြောရရင် cherry tea က Justin Bieber ဖြစ်ပြီးတော့ Palm Mall ကတော့တတိုင်းလိုကောက်ွယ်ထောက်ပံ့ပေးခဲ့တဲ့ PTD ကိုဆိုလိုတာပါ။ Justin Bieber က PTD လမ်းပြပေးလို့သူ့အခြေဆက်တွေနဲ့ဒီနေရာအထိရောက်လာခဲ့တာပါ။နောက်ထပ်တကက်ရောက်တဲ့အချိန်မှာ cherry tea ကပုံနေရာကိုတွေ့ရပါတယ်။ Palm Mall ကတော့ငကိုအတိုင်းပါပဲ။အဓိပ္ပာယ်ကတော့ PTD လမ်းပြပေးတဲ့ကာလမှာ Justin တယောက်ပျက်စီးခဲ့တယ်ဆိုတာမျိုးပြကျင်တာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကိုပြန်ကြည့်ရင်ဂျက်စတင်ဝင်ဝင်လာခြင်းမှာထိုင်နေတဲ့သူတွေတဲ့တယ်လီဖုန်ဝှက်ထားတဲ့သူ၂ယောက်ပါပါတယ်။ PDD ရဲ့ bodyguard တယောက်ပြောဆိုချက်အရ PDD ရဲ့ပါတီတွေကိုပုံမှန်အမှုပညာရှင်တွေတင်မကပဲနဲ့ဗရင်မျိုးနဲ့မင်းသမီးတွေပါတယောက်ကြရလို့ပြောမှုပါတယ်။တချင်းပြီးကနီးမှာဂျက်စတင်ကအဖြူရောင်ဝတ်စုံလဲလိုက်ပြီးတော့အင်းကြီးအဖြူဝတ်ထားတဲ့ဒန်ဆာတွေထပ်ပေါ်လာတာကတော့အဖြေရရှင်းနေပါပြီ ဂျက်စတင်ဘီဘာအခုရောက်နေနေရကတော့ PDD စီစဉ်တဲ့ White Party ပဲဖြစ်ပါတယ်။နောက်ဆုံးအပိုင်းကတော့ဂျက်စတင်ကလေးဘဝပုံကိုယမ်မီဆိုတဲ့စာသားနဲ့အဆုံးသတ်ထားပါတယ်။တကယ်တော့ယမ်မီဆိုတာယမ်မီကိုရေးထားတာပါ။ဒီယမ်မီတခြင်းရဲ့တခြင်းစာသားယမ်မီဆိုတဲ့နေရာတိုင်းမှာယမ်မီလို့အစားထိုးပြီးဖတ်ကြည့်ရင် ဂျက်စင်ကဒီသင်းကိုရိုက်ပြီးတော့မန်ဒယ်ဘရီတောင်အကြီးကျယ်ဖြစ်လာတဲ့တည်င်းနေလဲတက်လာပါသေးတယ်။အားလုံးကဂျက်စင်ဘီဘာတခုပြောချင်နေတာကိုသိပေမဲ့ဘာလို့ဆိုလဲဆိုတာစဉ်းစားမရခဲ့ပါဘူး။အခုမှ PDD ရဲ့မှုခင်းတည်င်းတွေထွက်တော့မှာပဲဂျက်စင်ဘီဘာတယောက်အဲ့ဒီအချိန်တွေကတတိပေးနေရဆိုတာနားလည်ခဲ့ကြပါတော့တယ်။ PDD နဲ့ဂျက်စင်ဘီဘာတို့နှစ်ယောက်တခုခုဖြစ်ခဲ့မှာအသေးချာပဲလို့ပြောတဲ့သူကတော့ PDD နဲ့အတူ 90s music bands အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ Freddie B ပဲဖြစ်ပါတယ်။ ဖရက်ဒီပြီးပြောကြချက်အရာ PDD ကအသက်ငယ်ငယ်နာမည်ကျော်ကြားတဲ့လူဖြူအမျိုးသားတအုံးနဲ့လိန်ဆက်ဆန်နေတဲ့ဗီဒီယိုတစ်ခုရှိတယ်။နောက်ပြီးတော့အဲ့ဒီတိတ်ထဲမှာ Justin Bieber လည်းပါတယ်။ In another video they have him and an A-list young male having sex. And it was an alleged uh, allegations that it was being being a tape a tape was being shot shot around with him and a young male. I'm not accusing nobody. But if you look at the way Justin Bieber look at Puffy, he hates that nigga. He hates that nigga. That man's face ain't just dropped soon as he wanted to go get a wife. That man's show fucking face. That's some medical. That man young and healthy, man. daddy ရဲ့တုံးသက်ချက်အရာ PDD ရောက်လာလို့ရှိရင် Justin ရဲ့ပုံစံကချက်ချင်းပြောင်းလဲသွားတတ်တယ်လို့ပြောကြပါတယ်။အခုလူတွေစိတ်ပူလာတဲ့အချက်ကဒီ Hollywood အနုပညာလောကမှာ PDD လိုမျိုးဘယ်နှယောက်တောင်ရှိမလဲဆိုပြီးတော့မေးလာကြပါတယ်။ Now, နောက်ထပ် Keeping Up with Kardashians ရုပ်သံအစီအစဉ်တွေကဗီဒီယိုတစ်ခုမှာ Khloe က DD ရဲ့ပါတီမှာလူအများစုကဘာဝတ်စားမှမဝတ်ကြဘူးလို့ပြောခဲ့ပြီးတော့ Justin Bieber လည်းပါတယ်လို့ Khloe ကအင်တာဗျူးမှာထည့်ပြောထားပါတယ် So who was with you this weekend? A bunch of my friends. Diddy, Quincy, Justin Bieber, <laughs> so far French so Montana. good. Montana. I got on a plane at 5:30 a.m. Well, this party, I think half the people there were butt naked. You would have loved ဒီအပိုင်းကို2014ခုနှစ်ဩဂုတ်လ18ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီအချိန်က Justin Bieber အသက်က20ပါ။ဒီဗီဒီယိုကတော့အရင်တည်းကရိုက်ကူးထားတဲ့အတွက် Justin ဒီလိုမျိုးပါတီတွေသွားနေတဲ့အချိန်ကအသက်18နှစ်ကျော်အရွယ်ပဲရှိအောင်ပါပါ။အဲ့ဒီကာလမှာ Glory ကအသက်30 PDD ကအသက်45နှစ်ပါ Oh he's bad boy now အခုလိုမျိုး PDD ရဲ့နောက်ွယ်ကစိုးရမှုတွေမပေါ်ခင်ကာလတုန်းက PDD နဲ့ဂျက်စင်ဘီဘာတို့ရဲ့ဆက်ဆံရေးကညီကိုဆက်ဆံရေးဖြစ်ပြီးတော့ PDD ကလည်းသူ့ကိုအများအကောင်းနေကြတာပဲဖြစ်ပါတယ်။ဂျက်စင်ဘီဘာနဲ့အတူပါတီပွဲတွေတက်ပြီးစားတော့ပြောပွားနေတဲ့ပုံတွေလူမှုကွန်ရက်ဆာမျက်နှာမှာမကြာခဏတွေ့မြင်ရပါတယ်။ 2014ခုနှစ်မှာဂျက်ဆင်ကိုမူရစေဝါတုံကာမောင်မှုကြောင့် DUI နဲ့ဖမ်းဆီးခံရပြီးတော့လူလူကဝိုင်းဝန်းကဲ့ရဲ့ခံနေရတဲ့အချိန်တုန်းကလည်း PDD ကထွက်လာပြီးတော့သူ့ကိုကာကွယ်ပြီးပြောခဲ့ပါသေးတယ်။ဒီလိုမျိုးအမဲကာကွယ်ပြီးမိတောင်မြောက်ပေးလာတဲ့လူတယောက်ရဲ့ဆိုးဝါးတဲ့အကြောင်းကိုဂျက်ဆင်ပြီးပါအနေနဲ့ဖော်ကောင်လုပ်ပြီးပြောရမှာအရန်ခက်ခဲပါတယ်။ PDD ကတခြားနိုင်ငံကြီးအမှုပညာရှင်တွေ Tupac Michael Jackson နဲ့ Becky တို့တင်ဆောင်မှုနဲ့ပတ်သက်နေရလို့လည်းသတင်းထွက်ပါတယ်။ PDD နဲ့ Jackson ပြီးပါတနေရာအတူသွားပြီးအပြန်မှာ PDD က Justin Bieber ရဲ့ကိုယ်ပေါ်မှာအတန်ဖန်းဆက်ရှိမရှိစစ်ဆေးနေတဲ့ဒီဗီဒီယိုကတော့လူပြောအများဆုံးဗီဒီယိုတစ်ခုပဲဖြစ်ပါတယ် Justin Bieber ကသူခံခဲ့ရတဲ့နာကျင်မှုတွေနဲ့စိတ်ဒဏ်ရာတွေကိုဘာမှမပြောဘဲနေခဲ့ရတော့မဟုတ်ပါဘူးဇိန်းလူဝီနဲ့အင်တာဗျူးတစ်ခုပြုလုပ်တော့ကဘေလီအိုင်လစ်လိုမျိုးအသက်ငယ်ရဲ့အမှုပညာရှင်တွေကိုကာဝယ်ပေးခြင်းနဲ့ဆိုပြီးတော့ဖြေကြားခဲ့ပါတယ်

yeah, it's it's hard because I want her to know that, you know, she can count on me, but at the end of the day, I don't want to never going to force myself to be in relationship with her. It has to be natural, right? So I just kind of, you know, let her do her thing and if she ever needs me, I'm going to be here for her, but um but yeah, just protecting those moments because people take for granted uh, encounters and um yeah so um, yeah i just um, i just want to protect her you know i don't want her to 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 lose it i don't want her to you know go through anything i went through i don't wish that upon anybody so um, yeah if she ever needs me i'm i'm just a call away Justin Bieber ကသူဂီတလောကတွေကိုစဝင်ကစတော့ကအဖြူမဲမတွဲကွဲသေးတာကြောင့်မကောင်းတဲ့လူတွေကိုမခွဲခြားနိုင်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။ Billie Eilish လိုအသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့အမှုပညာရှင်တယောက်သူ့လိုမျိုးဘဝမျိုးမရောက်အောင်ကာကွယ်ပေးချင်တယ်လို့လည်းပြောတယ်ဆိုတော့ Justin နာမည်ကြီးကစားကလေးဘဝတုန်းကတခုခုဖြစ်ခဲ့ရဆိုတဲ့သတင်းကတေချာလို့ပါပဲ။ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကိုစဉ်းစားရင် PDD ကအဓိကတာဝန်ရှိသူလို့လူများကထင်ကြပါတယ်။ဒါပေမဲ့ Justin Bieber ကိုအဲ့ဒီလောကတွေကိုဥဆောင်ခေါ်တဲ့တခြားလူတယောက်လည်းတာဝန်ယူသင့်ပါတယ်။ အရှာဆိုတဲ့အဆိုတော်တယောက်သာမရှိခဲ့ရင်တော့ဂျက်ဆင်ဘီဘာကပီတီဒီလိုလူမျိုးနဲ့ဘယ်တော့မှမသိနိုင်ပါဘူးဂျက်ဆင်ဘွားရဲ့အစောပိုင်းအလုပ်တွေစလုပ်ချိန်မှာတော့အရှာကသူ့ရဲ့ပထမဆုံးမန်တာဖြစ်ခဲ့ပြီးတော့ဂျူဂျူကနေတဆင့်သူ့ကိုရှာဖွေတွေ့ရှိခဲ့တဲ့လူပါအရှာကလမ်းပြပေးတဲ့အတွက်ဂျက်ဆင်ဘီဘာကဒီနေ့ဒီအချိန်အခုနေရာအထိကိုရောက်လာခဲ့တာလို့ပြောရင်လည်းမမှားပါဘူးဒါမဲ့အရှာလုတ်ခဲ့တဲ့အမားရေတဲ့ကတခုကတော့ဂျက်စတင်ကိုအခုတရားရင်ဆိုင်နေရတဲ့ PDD နဲ့မိတ်ဆက်ပေးရပဲဖြစ်ပါတယ် 2004ခုနှစ်မှာသတင်းမီဒီယာနဲ့တွေ့ဆုံတဲ့အခါမှာအရှာကဒီဒီအိမ်မှာဘာတွေဖြစ်နေလဲဆိုတာကိုပြောပြဖို့ပါတယ်။သူ့ပြောကြားချက်အရတော့အိမ်မှာမိန်းကလေးတွေအများကြီးရှိနေတတ်ပြီးတော့အုပ်စုလိုက်လိင်ဆက်ဆံမှုတွေမကြာခဏပြုလုပ်ကြတယ်လို့ He's gonna In the 90s, do you understand what that's like? Puffy's place was like just filled with chicks and orging like nonstop, right? No, nah, not really. Come I mean, on. but I, hey, it was curious. I got a chance to see some things. Yeah, but you were 13. What were you I seeing? I went there to see the lifestyle. Right. And, and I saw it, And uh, it was. You're a dad now. Would you ever send your kid to Puffy Camp? <laughs> Hell no. <laughs> ဆက်ကြောတဲ့အရွယ်ချက်ဆင်းပြီးပါရဲ့သူဖိရှင်နဲ့တခုပြီးတော့အိမ်မက်ကတော့အောင်မြင်တဲ့အဆိုတော့ပါအခုလိုလူမျိုးနဲ့တွေ့ဆုံခဲ့ရတာကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲအခုဂျက်ဆင်ပြီးပါတယောက်ရင်ကဖိပြက်ခဲ့တဲ့အတိတ်ဆိုးတွေရှိလို့ရှိရင်မေးပြောက်ပြီးတော့လက်ရှိဘဝမှာသူ့မိသားစုနဲ့အတူပျော်ရွှင်စွာဆက်လက်နေထိုင်နိုင်ဖို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကို Alpha မြန်မာကတင်ဆက်လိုက်ပါတယ် စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ဘူးတူရရစရာတွေကိုဆက်လက်တင်ပြပေးပါမှာဖြစ်တဲ့အတွက် channel ကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဦးနော်